မေခွန်လေးဖြေဖို့တက်တော့ဖွင့်လိုက်တဲ့အချိန်မှာဘာသာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုကြည့်မိလိုက်ပါတယ်။အဲ့ဒါကဘာလဲဆိုတာကိုကြည့်လိုက်ပါဦးနော်။ဟယ်လိုအာဘီအမည်ရှိသောပြမပါလား။အသင်ပြမပြမဘုံမတကူဟုန်ဖြင့်ခရီးလှဲ့လည်နေပါသလားအသင်ပြမ။မှန်ပေသည်သင်လည်းကြမယ်။သင်လည်းနတ်ပြည်၆ထပ်ကိုခရီးလှဲ့လည်နေပါ ှန်ပေသည်ကျွန်ုပ်အုပ်စိုးရသောမတ်ပြေ၆ထပ်ကိုအစင်မပြလှဲ့လေစောင့်ရှောက်နေရပါသည်ပင်ဤတာဝန်သည်ကြီးမားပြီစွာကျွန်ုပ်တို့မြမာများသည်တင်ကဲ့သို့တာဝန်ရှိသည်အုပ်စိုးရသောမင်းတို့သည်တာဝန်ကြီးရစမြဲပြန်ဖြစ်ပြီလူမင်းတို့ရဲ့နတ်ပြေ၆ထပ်ကိုအုပ်စိုးရသောကျွန်ုပ်သည်တာဝန်ပူကြီးလာပြီ အဲ့ဒီထဲမှာတရားမင်းကမျက်ပြေ6ထက်ကိုအုပ်ဆိုးတယ်ဆိုတာပါတယ်နော်တရားမင်းကမျက်ပြေ6ထက်လုံးကိုမအုပ်ဆိုးပါဘူးတရားမင်းကမျက်ပြေ6ထက်တည်းကသရုမာဟရဲ့မျက်ပြေနဲ့တာဝတိန်သာမျက်ပြေမျက်ပြေကိုပဲအုပ်ဆိုးပါတယ်ရှားမာမျက်ပြေကို သူယာမနမင်းအုပ်ဆိုးပါတယ်တုတိတာမျက်ပြေကိုတန်တုတိတာနမင်းအုပ်ဆိုးပါတယ်နေမာနရတိနတ်ပြေကို သူနေမိတနမေအုပ်ဆိုးပါတယ်ပရနေမိတဝတဝတိနတ်ပြေကို ဝတဝတီနမင်းအုပ်ဆိုးပါတယ်။ဒါကြောင့်ဗဇာမင်းကနှက်ပြေ6ထက်လုံးကိုအုပ်ဆိုးတာမဟုတ်ပါဘူး။နှက်ပြေ6ထက်တည်းကသရုမဟာယေနှက်ပြေနဲ့တာဝတိန်တာနှက်ပြေနှက်ပြေကိုပဲအုပ်ဆိုးပါတယ်။အဲ့ဒါတွေကိုဥစဉ်တို့တက္ကະတက္ကမတွေသိထားဖို့လိုပါတယ်။သိမထားဘူးဆိုရင် နှစ်ပေါင်းကြာလာတဲ့အခါမှာအဲ့ဒီအမှားကြီးကို အမှန်လို့ထင်သွားကြပါလိမ့်မယ်နော်။အရှင်ဖရာဗုဒ္ဓဖရာကိုဘာသာခြားတချို့ကဆဲဆူစောကားနေလျင် အဲ့ဒီဘာသာခြားသူကငရဲကြနိုင်ပါသလားဖေဟာတဲ့မယုတ်သီးကိုဗုဒ္ဓဘာသာကစားလဲဆက်တယ်ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့တခြားသောဘာသာဝင်တွေကစားလဲဆက်တယ်ဘာသာမတူလို့ဆိုပြီးမယုတ်သီးကဆက်ရကနေခြုံမသွားပါဘူးเนาะဘယ်လိုလူမျိုးကပဲစားစားမယုတ်သီးစားမယ်ဆိုရင်မယုတ်သီးဆက်တဲ့အကျိုးကိုတပြေးညီခံစားရမှာဖြစ်တယ်အဲ့ဒီဥပမာအတိုင်းပဲမပြင်းမားတဲ့မပြင်းမားထိုက်တဲ့ပုံကို ပြင်းမားစော်ကားမယ်ဆိုရင် ဘယ်လိုလူမျိုးကပဲပြမားစော်ကားသည်ဖြစ်စေအဲ့ဒီပြမားစော်ကားတဲ့သူဟာမကောင်းကျိုးကိုခံစားရမှာဖြစ်တယ်။ဘာသာမတူလို့ဖျားအဖြစ်မတတ်မှတ်နိုင်ဘူးဆိုရင်တောင်မှဒီပုဂ္ဂိုလ်ဟာမကောင်းမှုကိုရှောင်ကျဉ်နေတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ပြမားစော်ကားခြင်းမလုပ်ထိုက်ဘူးဆိုတဲ့အသည့်နဲ့ပြမားစော်ကားခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ပြမားစော်ကားခြင်းကိုမရှောင်ကျဉ်ဘဲမပြမားတဲ့မပြမားထိုက်တဲ့ပုဂ္ဂိုလ်ကိုပြမားစော်ကားမယ်ဆိုရင် ဘယ်လိုလူမျိုးကပဲပြင်းမာစော်ကားသည်ဖြစ်ပါစေပြင်းမာစော်ကားတဲ့မကောင်းကျိုးကိုခံစားရမှာဖြစ်ပါတယ်နော်နားလည်ပါစေအာဂိတိယသိစူတောင်းအကြောင်းဟောကြားပေးပါဖရာတဲ့ခௌတကနိကေအာဂိတိဇတ်တော်မှာဖရာလောင်အာဂိတိယသိဤအကျင့်ပြင်းထန်မှုကြောင့်တရားမင်းဤဗန္ဓုကံဗလာမြတ်ကြောက်ဖြာတဲမှာပါတယ်အဲ့ဒါကိုတရားမင်းကသူ့ရာထူးကိုလိုချင်လို့ကျင့်တယ်ထင်ပြီးဖရာအလောင်းအာဂိတိယသိထံဆက်လာပြီးတော့ မိကဲ့သို့သောစုကိုလိုချင်လို့ဤကဲ့သို့ပြင်းထန်တဲ့အကျင့်ကိုကျင့်ရပါတည်းလိုချင်တဲ့စုများရှိရင်တောင်းပါပေးနိုင်ကပေးပါမယ်ဆိုပြီးလျှောက်ထားပါတယ်အဲ့ဒီအခါမှာဖရာလောင်အာဂိတိယသေးကငါသည်ဤကောင်းမှုကြောင့်တစ်လောဘကင်းတဲ့သူဖြစ်ရပါလို့ဤနှစ်ဒေါသကင်းတဲ့သူဖြစ်ရပါလို့ဤသုံးလူမိုက်နဲ့ဘယ်ဘဝမှာမှမဆုံးသာရစေနဲ့လေးသူတော်ကောင်းတို့နှစ်သာဆုံရပါလို့ဤငါစေရနာသုံးတန်ပြတ်ထန်းပြီးလူတန်းခွင့်ရရပါလို့ဤ 6ဘဝလွမြောက်ရပါလို့ဤဆိုတဲ့စု6မျိုးကိုတောင်းခဲ့ပါတယ်။ဖရာလောင်အာဂိတိယတိတောင်းတဲ့စု6မျိုးထဲမှာတရားမင်းဖြစ်ရပါလို့ဤဆိုတဲ့စုမပါတာကြောင့်တရားမင်းလည်းကျင့်တတ်ပြီးတာဝတင်သာနတ်ပြည်ကိုပြန်တက်သွားပါတယ်။ဒါဟာဖရာလောင်အာဂိတိယတိတောင်းတဲ့စုပဲဖြစ်ပါတယ်။ဦးဇင်းတို့ဒကာဒကာမတွေလည်းပဲကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းဤကဲ့သို့ဖရာလောင်အာဂိတိယတိတောင်းတဲ့စုမျိုးကိုတောင်းသင့်ပါတယ်နော်။ အရှင်ဖရာအလှူခံပုဂ္ဂိုလ်ဘယ်နှမျိုးရှိပါသလဲဖရာတဲ့ဥပရိပန္နာတပါဠိတော်ဒက္ခိဏဝိပင်္ဂတုတ်မှာအလှူခံပုဂ္ဂိုလ်14ယောက်ရှိတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီအလှူခံပုဂ္ဂိုလ်14ယောက်ကဘယ်သူတွေလဲဆိုရင်1မြတ်စွာဘုရား2ပစ္စေကဗုဒ္ဓါ3ယဟန္တာ4အရဟတ္တဖူကိုရယံကျင့်ကြံနေသောပုဂ္ဂိုလ်5အနာဂံပုဂ္ဂိုလ်6အနာဂါမိဖူကိုရယံကျင့်ကြံနေသောပုဂ္ဂိုလ် ခုနှစ်တဂရာဂံပုဂ္ဂိုလ်ရှစ်တဂရာဂာမိဖိုလ်ကိုရယံကြင့်ကြံနေသောပုဂ္ဂိုလ်ကိုသောတာပန်ပုဂ္ဂိုလ်၁၀သောတာပတိဖြူကိုရယံကြင်ကြံနေသောပုဂ္ဂိုလ်၁၁သာသနာပဇံယယတိ၁၂ပုထုဇဉ်တိလရှိသော လူပုဂ္ဂိုလ်၁၃ပုထုဇဉ်တိလမရှိသော လူပုဂ္ဂိုလ်၁၄တရိษံတို့ပဲဖြစ်ပါတယ်။ဒါဟာအလူခံပုဂ္ဂိုလ်၁၄ယောက်ပဲဖြစ်ပါတယ်။ ရှင်ဖရာတပည့်တော်မှန်လေးမြင်ပါစေအရှင်ဖရာကိုကြည်ညိုပါ၏တရားလေးတစ်ပုဒ်နဲ့အပီပြန်ပေးပါအရှင်ဖရာစိတ်တော်ကရောက်နေလို့ပါဖရာတဲ့တောကဖြစ်เสียအကြောင်းဆိုတာဥဒုဇဉ်လဲကြုံသလိုဖရာယဟန္တာတွေလဲကြုံပါတယ်သို့တော့ဖရာယဟန္တာတွေကတော့ကိလေသာကင်းစင်ပြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တာကြောင့်တောကဖြစ်เสียအကြောင်းနဲ့ကြုံတဲ့အခါမှာတောကမဖြစ်တော့ပါဘူး ဦးစင်းတို့ဒကာဒကာမတို့ဥထုဇဉ်တွေကတော့ပြည်လေသာဘလဘွားနဲ့ပုဂ္ဂိုလ်တွေဖြစ်တာကြောင့်တောက ဖြစ်เสียရအကြောင်းနဲ့ကြုံတဲ့အခါမှာတောကဖြစ်ပါတယ်ဥထုဇဉ်ဟာတောကကိုပယ်တတ်နိုင်တဲ့ပုဂ္ဂိုလ်မဟုတ်တာကြောင့်တောကဖြစ်เสียရအကြောင်းတရားနဲ့ကြုံပြီဆိုရင်ကိုရောစိတ်ပါဆင်းရဲတော့တာပါပဲနော်သို့တော့တောကကိုမပယ်တတ်နိုင်တာမှန်ပေမဲ့တောကဖြစ်လာပြီဆိုရင်တော့တောကကိုဖြည့်သိမ့်နိုင်တဲ့နိလန်းတော်ရှိပါတယ် အဲ့ဒီနီလန်းတွေတဲကနှစ်ချက်ချပြပါမယ်နော်ပထမတစ်ချက်ကတရားများများနာပါတရားများများနာတဲ့ပုဂ္ဂိုလ်ဟာတရားအသိဉာဏ်လေးရင့်တန်လာပြီဆိုရင်ဖြစ်ပေါ်လာတဲ့တောကတွေကို တရားအသိဉာဏ်နဲ့ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့ဝိပဿနာကမ္မထံအထုပ်ပါတုတ်မဟာဝါပါဠိတော်မှာဝိပဿနာကမ္မထံအထုပ်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုးခုနှစ်မျိုးရရှိစေနိုင်ကြောင်းဟောကြားထားပါတယ် အဲ့ဒီကောင်းကျိုးခုနှစ်မျိုးကဘာတွေလဲဆိုရင်၁တိလေသာကိုကင်းစင်စေခြင်း၂စိုးရိမ်တော်ကားမှလွန်မြောက်စေခြင်း၃ငိုကြွေးမိတမ်းခြင်းမှလွန်မြောက်စေခြင်း၄ကိုယ်ဤစင်ရဲခြင်းမှလွန်မြောက်စေခြင်း၅စိတ်ဤစင်ရဲခြင်းမှလွန်မြောက်စေခြင်း၆မဉ္ဉံဖူဉံကိုရရှိစေနိုင်ခြင်း၇မတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းဆိုတဲ့ကောင်းကျိုးခုနှစ်မျိုးပဲဖြစ်ပါတယ်။အဲ့ဒီကောင်းကျိုးခုနှစ်မျိုးထဲမှာ စိုးရင်တော့ကကိုလွမြောက်စေခြင်းဆိုတဲ့အချက်ပါတာကြောင့်စိုးရင်တော့ကမှလွမြောက်ကျင်တယ်ဆိုရင်ဝိပဿနာကမ္မထံကိုလည်းအထုတ်ပါလို့ပြောကြင်ပါတယ်နော်အရှင်ဖေရဖြေချပေးတော်မူပါ၅ပါးသီလယူတယ်ဆိုပါတော့အဲ့ဒါတဏိတာအတွက်လားဖေရနောက်နေ့ကြတော့ပြတ်သွားရင်ဘယ်လိုအပြစ်ဖြစ်ပါသလဲဖေရတဲ့၅ပါးသီလဆိုတာတဏိတာဆောင်ထင်းရတဲ့သီလမဟုတ်ဘူးနော်တစ်သလုံးဆောင်ထင်းရတဲ့နေစာသီလဖြစ်တယ် ၈ပါးသီလ၉ပါးသီလ၁၀ပါးသီလစတဲ့သီလတွေကတော့အချိန်ပိုင်းခြားပြီးစောင့်လို့ရတဲ့သီလတွေဖြစ်တယ်။နောက်ပြီး၅ပါးသီလဆိုတာဘာသာနဲ့လည်းမဆိုင်တယ်လို့လူမျိုးနဲ့လည်းမဆိုင်ဘူး။လူသားတိုင်းဆောင်ထိန်အပ်တဲ့တရားဖြစ်တယ်။ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုရင်ဤကဘာသည်ဖျားငါးစုပွင့်တဲ့ဗဒကဘာဖြစ်တယ်။အခုဖျားလေးစုပွင့်ပြီးသွားပါပြီ။အဲ့ဒီဖျားလေးစုမပွင့်ခင်ကဘာဦးအစတဲ့ကိုက၅ပါးသီလဆိုတာပေါ်ပေါက်နေတာပါ။ အဲ့ဒီလိုကဘာဦးစတဲ့ကပေါ်ပေါက်နေတဲ့၅ပါးသီလဖြစ်တာကြောင့်၅ပါးသီလကိုကဘာဆောင်တရားလို့ခေါ်ပါတယ်။နောက်ပြီးလူတွေရဲ့ကောင်းကျိုးကိုလည်းဖြစ်စေတာကြောင့်လောကဘာလတရားလို့လည်းခေါ်ပါတယ်။အဲ့ဒီလိုကဘာဆောင်တရားတနည်းလောကဘာလတရားဖြစ်တာကြောင့်လူသားတိုင်းဆောင်ထိန်အပ်တဲ့တရားလည်းဖြစ်တယ်လို့နေ့စဉ်ဆောင်ထိန်အပ်တဲ့တရားလည်းဖြစ်ပါတယ်။၅ပါးသီလပြတ်ပြီဆိုရင်တော့အပယ်လေးပါးမှာအကျိုးပေးနိုင်ပါတယ်နော်။အရှင်ဖေယတပည့်တော်စကားနည်းနည်းထစ်လို့ပါဖေယ အဲ့ဒါဘယ်လိုအကုသို့မျိုးလဲဖြေဖြောက်ရပါတည်းဖေယမိန်တော်မူပါအရှင်ဖေယတဲ့သူမေးလိုတာကတပည့်တော်စကားနည်းနည်းဖြစ်ပါတယ်ဘယ်လိုအကုသို့ကံကြောင့်ဖြစ်တာပါလဲဤစကားဖြစ်တာကိုဘယ်လိုကုသို့လုပ်ရင်ပြေပြောက်ပါတည်းလို့မေးလိုတာပါမူသားစကားပြောဆိုညာမူစကားမပီသွားမှန်ညီသည့်ပုတ်ညီပါဇက်၆ကပ်ကိုကြီးအိန္ဒြေနောက်ပုံရင်းဖောက်၏ မရောက်ဩဇာနှုတ်ရှာကြမ်းတော်လျက်ပေါ်လော်လီ စိတ်မညီသည့်ရှောင်းကအပြန်အကျိုးတည်ဆိုတဲ့အတိုင်းမူသားစကားပြောတဲ့သူတွေဟာဖြစ်လျာဘဝမှာစကားထိတ်ခြင်းစကားမပီးခြင်းစွန့်အခြင်းတွေဖြစ်တတ်ပါတယ်ယခုဘဝမှာစကားထိတ်ရခြင်းဟာဘဝတစ်ခုခုမှာမူသားအကုသိုလ်ကံကိုကျူးလွန်ခဲ့မိလို့ဖြစ်ပါလိမ့်မယ်ဘယ်လိုကုသိုလ်မျိုးလုပ်ရမလဲဆိုရင်ကျေးစီတို့ခေါင်းလောင်းတို့ကိုဆူပါ ြီးတဲ့အခါမှာမှန်သော သစ္စာစကားကိုပြောဆိုပါအဲ့ဒါဆိုရင် ဖြစ်လျာဘဝမှာစကားမထစ်ပဲအတန်ဤကောင်းခြင်းနဲ့ပြည့်စုံပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါ လူလောကမှာကြွေးကင်းတဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်သူတစ်ပါးစီကကြွေးကိုယူထားပြီးပြီဆိုရင် မဖြစ်မနေပြန်ဆက်ကြပါကြွေးယူထားပြီးကြွေးကို ပြန်မဆက်ပဲသေသွားခဲ့မယ်ဆိုရင် ကျွေးရှင်ရဲ့အိမ်မှာသူ့ကြုံသူ့နွားဖြစ်၍ခန္ဓာနဲ့ယဉ်ပြီးပြန်လဲပေးဆက်ရတတ်ပါれ။ဒါအပြင်သုတ္တနိပတ်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကယောဟဝေဣနမာဒါယသုဇမာနောပလာယတိနာဟိတိဣနမတ္ထိတိတန်စင်ညာဝတ္တလောဣတိယောအကျဉ်သူသည်ဣနံသူကျွေးမျိုးကိုအာဒါယယူ၍အဝေစင်စစ် သုဒ္ဓမာနောစာလျက်ပလာယတိပြေဤတေတင်ဤဣနံအကျွေးတိမေင့အာနတ္တိမရှိဣတိဤသို့ဗဇာနေနဆိုခြင်းဖြင့်ပလာယတိပြေဤတန်ထိုသူကိုဝတလောဣတိသူယုတ်မာဟူ၍ဇိညာတိယာဤလို့ဟောကြားတော်မူပါれအတိပ္ပေကသူတပါးစီကကျွေးကိုယူပြီးကျွေးရှင်က ပြန်တောင်းတဲ့အခါမှာတင့်ရဲ့ကျွေးသည်ငါ၌မရှိဟုဆိုပြီး ကျွေးကိုမပေးဘဲထွက်ပြေးမယ်ဆိုရင်အဲ့ဒီလူကိုသူရုပ်မာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်သူတစ်ပါးစီကကျွေးကိုယူထားပြီးပြီဆိုရင်သူရုပ်မာမဖြစ်ရလေအောင်ကျွေးကိုပြန်ဆက်ကြပါလို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။